အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Hollywood တာနယ်သလားပြည်တာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့ Hollywood ခန်းမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့ယနေ့မိုးများနိုင်တဲ့ဒေသများနဲ့မုန်တိုင်းမိုးသီးထန်စွာရောက်သွင်းခြင်းကြောင့်မြေရေရှမ်းတဲ့ချင်းအခြေအနေများကိုတင်ဆက်ပေးတော့မှာဖြစ်လို့ဘူးဂျိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့ဒီကနေ့အော်တိုဘာလ9ရက်နေ့မှာကချင်ပြည်နယ်နဲ့ ERI တိုင်းဒေသကြီးတို့မှာမိုးရွာသွန်းမှုများအထူးယူဆသင့်ပါတယ်။မိုးတိထန်ထန်နဲ့ဒေသများကတော့မနက်ဖြန်မှာအောက်ပါဒေသများမှာမိုးတိထန်စွာရောက်သွန်းနိုင်ပြီးနေရာကွက်ရီမူးကြီးခြင်းများဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကချင်ပြည်နယ်နဲ့နာဂဒေသများပူတာအိုပန်နန်းတင်နောင်မွန်ဆမ်ဘရာဘွန်အင်ဂျင်ယန်မြစ်စုံမြစ်ကြီးနာကာမိုင်းဖားကန်ခန်းဒီထံမှာကွေ့ဝိုင်းမော်စင်ဘူတာလောကြီးဗမော်နဲ့ရွှေကူမြို့တို့ပဲဖြစ်ပါတယ်။ ။ ERI တိုင်းဒေသကြီးမှာတော့ငတိုင်းကြောင်မူပင်လက်ပေါ်တာနဲ့ပသိမ်မြို့လိုပဲဖြစ်ပါရခင်ဗျာ။ဆက်လက်ပြီးမိုးတိထန်သောရာသွေးရောက်မြေရေချမ်းခြင်းအခြေအနေ၃၀ချက်များနဲ့မြေရေချမ်းများကိုပြောပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ယနေ့9ရက်10လ2025ရက်နေ့နာရီ6နာရီခွဲချိန်တိုင်းထွာချက်အရမြေရေအခြေအနေများကိုတင်ပြပေးလိုက်ပါရခင်ဗျာ။မြေကြီးနားမြေရာမရိကညနေကနေ7နာရီတွင်ပေဝက်ကြော်ခန့်ထက်ကြသွားပါရခင်ဗျာ။ နေဂျီနာမြို့ရဲ့မနေ့ကအမြင့်ဆုံးပူဂျင်ကတော့32.8ဒီဂရီဆယ်စီယံနဲ့ယနေ့အနည်းဆုံးပူဂျင်ကတော့16.3ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါရခင်ဗျာ။မြေဂျီနာမြေဟာဆိုရင်ရေဖတ်1100စင်တီမီတာသို့ရောက်ရှိရန်939စင်တီမီတာ24ပေကျော်ကန်အလိုမှာရောက်ရှိနေပါတယ်။မြေရဲ့အတက်ကြပုံမှန်နေထားကန်မှာရှိနေပါမယ်။ထူးကန်မြေရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။အရာရင်းမြစ်ထပ်ပိုင်းမှာမိုးအားအသင့်ရှိနေပါမယ်။ရံဖန်ရံခါမြစ်ဆုံထပ်ပိုင်းမှာနေရာကွက်ရီမိုးတိထန်စွာရောက်သွင်းခြင်းများကြောင့် မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။ဇဂါရိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့အေရီမြစ်အထက်ပိုင်းမေခမလီခမြဝမ်းဒေသများမှာမုတ်တိတ်တောင်ပြတ်ထွန်းမှုအားသင့်နေရှိနေပါတယ်။အေရီမြေဦးတစ်လျှောက်နဲ့ချင်းတွင်းမြေဦးတစ်လျှောက်မြေကန်းနီမြေနိတ်ဒေသများနဲ့မြေနူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေရီမြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ရပါရခင်ဗျာ။ ဆရာပီချင်းရွှေမြေအခြေအနေကိုပြောပြပေးတော်မှာဖြစ်ပါရယ်ခင်ဗျာခန်းနေမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်3လက်မကန်ထက်ကြသွားပါရယ်ပုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်2လက်မကန်ထက်ကြသွားပါရယ်ချင်းရွှေမြေအထက်ပိုင်းမှာလက်တလုံးမိုးအားအနှဲငယ်ရှိနေပါမယ်ချင်းရွှေမြေအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်ထုကန်မြေရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းနေမြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်နောက်24နာရီတွင်ပြန်လည်မြင့်တက်လာနိုင်ပါရယ်ဟုံးမလင်းဖောင်းပြေမော်လိုက်ကလေးဝမင်းကင်းကန်နီနဲ့ မုံရွာမျိုးရဲ့မြည်ရများဟာဖြစ်ပခြင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီး ERI မြည်အခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာဗမောရွှေကူကတာထီးကြိုင်မျိုးနဲ့တပိတ်ချင်းမျိုးတို့ရဲ့မြည်ရများဟာဖြစ်ပခြင်းဆက်လက်ကြဆင်းနေပါရယ်မန္တလေးမြည်ရအနေငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ပြန်မနေ့ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါရယ်စကိုင်းမျိုးမြည်ဟာအနေငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ပြန်မနေ့ပိုင်းဒီမှာပြန်လည်ကြဆင်းနိုင်ပါရယ်ခင်ဗျာ မန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်းဦး6မင်းဘူးမကွေးအောင်လန်းနဲ့ပြည်မျိုးတို့ရဲ့မြင့်ရည်များဟာဖြစ်ပြီးချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။စိတ်သာမြင့်ရာအတက်ကြမရှိရက်တက်နေပြီးမနက်မြန်မနက်ပိုင်းမှာပြန်လည်မြင့်တက်လာနေပါတယ်။ဟိန္ဒရာမြင့်ရာဖြစ်ပြီးချင်းဆက်လက်ကြဆင်းနေပါတယ်။ဇလုံးမျိုးမြင့်ရာဖြစ်ပြီးချင်းဆက်လက်ကြဆင်းနေပါတယ်ခင်ဗျာ။ ERR မြင့်ရည်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအခြေအနေများကိုတင်ပြပေးတော်မှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားနည်းနေပါတယ်ဒီကနေ့မနက်ထိခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားနေပြီးတော့ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကျကျရန်ကုန်တိုင်းဒေသကြီးအေရဗရီတိုင်းဒေသကြီးကရင်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးရခိုင်ပြည်နယ်မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ကြွားရံရာနှုန်းမြင့်ဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့မိုးတဲ့ချိန်ကြီးခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားနေပြီးတော့ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာနေရာကျဲကျဲနဲ့ရန်ကုန်တိုင်းဒေသကြီးအရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ် ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ခြုံရွာပြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်ခင်ဗျာ။ရွာရံရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ခြုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ခြုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ခြုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ခြုံရွာပါမယ်။မကွေးမြို့မှာတိမ်အစ်စ်နဲ့ဖြစ်ထွန်းနေပြီးနေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ အုံးလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပုံရွာမြို့မှာတိမ်သစ်နှင့်ပြင်ထိုးပြီးနေရာကွက်ကြားမိုးရွာနိုင်ပါတယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖန်အံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။ ။လာရှုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရီရီတိုင်းဒေသကြီးတနင်္လာနေ့တိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိမ်အောင်ပြထုံးမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်အောင်များရွေးချရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း မိုးထစ်ချုံခြင်းမိုးကျုပ်ပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြန်မာပင်လယ်မြေမှာလှိုင်းနိုင်ငံမှာလှိုင်းအသစ်နဲ့ရှိပါမယ်လှိုင်းမြေမှာမြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလေးပင်မှ၆ပင်ခန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့မုတ်တုံလေးအားနည်းနေမှာဖြစ်ပါတယ်။နေပြည်တော်နဲ့နေရွတ်အတွက်မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်။ရွာရံရွာနှုတ်မြစ်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေရွတ်အတွက်မနက်ဖြန်မနက်ထိခံမှန်းချက်ကတော့ နေရာကွာကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတော်အတွက်မနေ့ပြမနေ့ထိခံမှန်းချက်ကတော့နေရာကွာကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့မကွေးတိုင်းဒေသကြီးအတွင်းအော်တိုဘားလ9ရက်နေ့မှအော်တိုဘားလ14ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကတော့တောင်လျှောက်ပင်လယ်နဲ့ဘင်္ဂလားပင်လယ်အပတ်မှာ GFS model ထူတင်ခံမှန်းချက်များအပကြံကြိုတင်ခံမှန်းရေး model များကလီဗီးယားနဲ့ရံဝယ်မှုန်တိုင်းစသဖြင့် ဖြစ်လာနိုင်ကြောင်းခန့်မှန်းထားတာမတွေ့ရှိရပါဘူးခင်ဗျာ GFS model တူတင်ခန့်မှန်းချက်ရအောက်တိုဘာလ12ရက်နေ့မှာတောင်တရုတ်ပင်လယ်ဘင်္ဂလားပင်လယ်အော်တွေမှာအထက်လေဝင်လိုင်းများဖြစ်ပေါ်နိုင်ပြီးလေပြင်းနဲ့ရံဝန်အဖြစ်ပုံမအကောင်းလာနိုင်ကြောင်းတွေ့ရပါတယ် model အလုံးရဲ့တပြေးညီတူတင်ခန့်မှန်းချက်မဟုတ်တာကြောင့်ဆက်လက်စောင့်ကြည့်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမကွေးတိုင်းဒေသကြီးတွင်မိုးရွာသွန်းနိုင်တဲ့အခြေအနေများတူတင်ခန့်မှန်းချက်ကတော့တူတင်ခန့်မှန်းရေး icon နဲ့ GFS model များမှရရှိတဲ့အချက်လက်များအရမကွေးတိုင်းမြောက်ပိုင်း အနောက်မြောက်ပိုင်းနဲ့အနောက်ပိုင်းချင်းပြည်နယ်ရခိုင်ရိုးမတို့နဲ့နန္ဒပိတ်စင်းထိဆက်လျက်ရှိတဲ့မြို့နယ်ခံများဖြစ်တဲ့ကံကောထီလင်းကြောက်ထုကျော်စော ပခုတ်ကူမြိုင်ရေစကြိုစေတုဒရာစတဲ့မြို့နယ်ခံများနဲ့မကွေးတိုင်းတောင်ပိုင်းပဲခူးတိုင်းအနောက်ချမ်းနဲ့ထိဆက်လျက်ရှိသောမြို့နယ်တချို့ဖြစ်တဲ့ကံမသရဲ့မင်းတို့စတဲ့မြို့နယ်တွေမှာမိုးနှဲငယ်ပို့နိုင်ပြီးနှစ်ရက်တွင်းမိုးရေချိန်1.5လက်မမှ4လက်မခန့်အထိရရှိနိုင်ပြီးမကွေးမြို့ပါဝင် ကြံရှိတဲ့မကွေးတိုင်းအလဲပိုင်းဒေသများမှာခုနှစ်ရက်တွင်းမိုးရေချိန်နှစ်လက်မနဲ့အထက်ရွာသွန်းရရှိနိုင်ပါတယ်။မကွေးမြို့ပါဝင်ကြံရှိသောမကွေးတိုင်းအလဲပိုင်းဒေသအများစုမှာတော့ခုနှစ်ရက်တွင်းမိုးရေချိန်ရရှိနိုင်မှုကနှစ်လက်မနဲ့အထက်ရွာသွန်းနိုင်ပါတယ်ခင်ဗျာ။ဖြစ်နိုင်တဲ့သဘာဝဘေးအန္တရာယ်များကတော့မင်းမူပွင့်ဖြူတောင်တွင်းဒေသများမှာနေရာကွက်ပြီးမိုးတည်ထမ်းမှုအချိန်ကြာမြင့်လာပါကရေကြီးနိုင်ပါတယ်။စောကျော်စေတုဒ္ဒရာနဲ့ဂံကောဒေသတောင်ကုန်းထူထပ်တဲ့နေရာတချို့မှာတော့တောင်ပြိုမြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ ။အရာရီမြင့်ဟာဆိုရင်ရေမတူရောက်ရှိနိုင်တဲ့အခြေအနေမရှိနိုင်တော့လဲမြင့်ရင်မြင့်တက်လာနိုင်ဒီကိုသတိထားစောင့်ကြည့်ရမှာဖြစ်ပါတယ်။အပူချိန်လေတိုင်နှုံးလေဒုဆိုတိုင်းစားနဲ့လေဒုညဉ့်မှုအခြေအနေကတော့ယခုတစ်ပတ်တွင်းမကွေးတိုင်းဒေသကြီးရဲ့အမြင့်ဆုံးနေ့အပူချိန်က34ဒီဂရီဆဲလ်စီယပ်နဲ့အနိုင်ဆုံးညအပူချိန်က25ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပြီးအော်တိုဘာလ12ရက်နေ့မှာခန်းစားရရှိနိုင်တဲ့အပူချိန်ကတော့39ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပါမယ်။မကွေးတိုင်းအလဲပိုင်းမြို့များရဲ့လေထုဆူတိုင်းစားကတော့90ရာခိုင်နှုန်းမှ60ရာခိုင်နှုန်းကရှိနိုင်ပြီ တောင်ကုန်းထူထပ်တဲ့ဒေသများ ARI မြေကမ်းနီးဒေသများမှာလေတုဆူတိုင်းသား80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းထိရှိနိုင်ပါတယ်ခင်ဗျာမကွေးတိုင်းဒေသကြီးရဲ့ပြင်းပြလေတုညဉ့်ညမ်းမှုအညွန်ကိန်း AGI level 20ခန့်ရှိနိုင်ပြီး ANS ရှိတဲ့ level မဟုတ်တဲ့အတွက်စိုးရိမ်စရာမရှိပါဘူးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်အားဖိတ်ခဲ့ကြတဲ့ပေးသက်အားလုံးကိုစိတ်နှပြရှင်းလင်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါဦးခင်ဗျာ